SSK Financial Training Center နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့လဲကျွန်တော် accounting ရဲ့အခြေခံဖြစ်တဲ့ Devan entry exercise ကို number 2 exercise အနေနဲ့ကျွန်တော် recording လုပ်မှာဖြစ်ပါတယ်။ဘာလို့လဲဆိုလို့ရှိရင် accounting ရဲ့အခြေခံက Devan entry ကလို့တော့ပြောပြရပါတယ်။ Devan entry ပိုင်းမှာ accounting ကိုနိုင်နေမှာဖြစ်ပါတယ်။ accounting ရဲ့အခြေခံ Devan entry ပါ။စာအုပ်တစ်ခုမှာ အခြေခံဖြစ်တဲ့ foundation မကောက်ရင်အစာအုပ်ရရှိမခိုင်ပါဘူးအနိုင်နေမှာဒါကြောင့်မလို့ Devon entry pie မှာ county ကိုနိုင်နေမှာဖြစ်ပါဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ exercise number 2လေးကိုကြည့်လိုက်အောင်ဒီ exercise လေးဖြစ်ပါတယ် under the following transaction in the account of character montessori 2017 january character montessori company ရဲ့ January 2019စာရင်းကိုကျွန်တော်တို့ဒီနေ့ Devon Entry နဲ့စာရင်းသွင်းမှာဖြစ်ပါတယ်8 January 2019 2017ကိုပြောတာပါ။ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့က Daventry စင်းသွင်းတော့မယ်ဆိုရင်ပထမအဦးဆုံး company name တက်ပါတယ်။ Character Montessori ဆိုပြီးတော့ transaction for January 2017ပြီးလို့ရှိရင်ဒီမှာကျွန်တော်တို့က day ဒီမှာကျွန်တော်တို့ရဲ့ category ပြီးတဲ့နဲ့ debit credit column နှစ်ခုရှိမှဖြစ်ပါတယ်။နံပါတ်၈ကိုကြည့်အောင် started the business with 1000 cash started the business လုပ်ငန်းစစခြင်း1000 cash cash account နဲ့ပတ်စံတစ်ထောင်နဲ့စခဲ့တယ်ဆိုတော့လုပ်ငန်းစစခြင်းဆိုတော့ capital ပါပတ်စံတစ်ထောင်က cash account ထဲကိုဝင်နေဆိုတော့ cash to bank တို့မှာငွေဝင် debit debit cash တစ်ထောင် credit ကဘာကြောင့်ဝင်တာလဲ opposite မှာ credit က capital debit cash တစ်ထောင် credit capital တစ်ထောင်လို့ကျွန်တော်တို့စဉ်းရင်းသွင်းရမှာဖြစ်ပါတယ်နံပါတ်7ကိုကြည့်အောင်ပါ7ရက်နေ့ January 7 January 2017 paid 900 of opening cash into the bank. paid 900 cash. kuna opening the town i cash go ya into the bank. ban ne ပြောင်းထည့်လိုက်တယ်။ဆိုလို့ရှိရင်ကျွန်တော်တို့က ban ne ကိုပြောင်းထည့်ဆိုတော့ဒီ1900ဒီ ban ne ကိုဝင်သွားတာဖြစ်ပါတယ်။အဲ့တော့ cash to ban ကိုမှာငွေဝင် debit ပါ။အဲ့တော့ debit bank အဲ့ဒီဘဏ်ကဘယ်ကနေထွက်လာလဲဆိုလို့ရှင်ခုန cash account တွေကထွက်လာတာဖြစ်ပါဒါကြောင့်မလို့ cash account တွေကငွေထွက်တယ် cash တို့ဘဏ်တို့မှာငွေထွက်ရင် credit ဒါကြောင့်မလို့ကျွန်တော်ဒီ transaction ကို send in in January မှာ transaction ကို debit bank 900 credit cash 900လို့စာရင်းသွင်းရမှာဖြစ်ပါ၁၄ရက်နေ့ January 2019 so good for cash 30 dollars Okay ဒါပါလို့ဆိုလို့ရှိရင် so good ဆိုတာကုန်ပစ္စည်းတွေရောင်းတာပါ for cash ဆိုတာလက်ငင်းရောင်းလိုက်တာအဲ့တော့ cash အကောင့်ကိုလက်ငင်းပတ်စံရတာဖြစ်ပါတယ် cash မှာငွေဝင်တဲ့အတွက်ကြောင့်လို့ debit cash so good ဆိုတာကုန်ပစ္စည်းတွေရောင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့ say the always credit nature ပါဒါကြောင့်မလို့ credit says ဒီ transaction ကိုကြည့်မယ်ဆိုလို့ရှိရင် debit cash 30 credit says 30လို့စဉ်းသွင်းရမှာဖြစ်ပါတယ် 15ရက်နေ့ January 2017မှာစာရင်းသွင်းမှာဖြစ်ပါတယ် So goods on credit to CC 200 So goods ကိုမျိုးစီးကိုရောင်းတဲ့ on credit အကျိုးရောင်းလိုက်တယ်ဘသူရောင်းလဲ CC ကိုရောင်းလိုက်တယ်200အဲ့တော့ So goods ကိုမျိုးစီးရောင်းလဲဆိုတော့ sell the always credit နေချာပါ credit sales ဆိုကျွန်တော်စာရင်းသွင်းလိုက်ပါဒါပေမဲ့အကျွေးရောင်းတာဖြစ်တဲ့အတွက်ပတ်စံမရပါဘူးဝင်ထွက်မရှိပါဘူးဘယ်သူ့ကိုရောင်းတာလဲဆို CC ကိုရောင်းတာဖြစ်တဲ့အတွက် debit က CC ပါရစရာရှိပါ CC ရရရရှိပါဒါကြောင့်မလို့ debit cc 200 and credit says 200 second in january လို့ကြည့်အောင်ပါ17 january ကတော့ bought goods on credit ကုန်ပစ္စည်းတွေကိုအကျွေးဝယ်ပါတယ် from smith 120 from smith 120 bought goods on credit from smith 120 bought good ကုန်ပစ္စည်းတွေဝယ်တယ် ကုန်ပစ္စည်းဆိုတာပြန်ရောင်းမဝယ်တာဖြစ်တဲ့အတွက် purchase အဲဒါကြောင့်မို့ purchase you always debit nature debit purchase 120 okay on credit အကျွေးဝယ်တယ်အကျွေးဝယ်ဆိုတော့ပတ်စံမပေးရသေးပါဘူးဘယ်သူ့ကိုပေးရမှာလဲ smith ပါဒါကြောင့်မို့ credit smith okay credit smith လို့ကျွန်တော်ကစဉ်းသွင်းရမှာဖြစ်ပါဒီအလိုပြန်ကြည့်လိုက်မယ်ဆိုရင် debit purchase 120 credit smith 120 ဆိုကျွန်တော်တို့16ရက်နေပြီးသွားပြီဆိုရင်20ရက်နေပါ return goods to smith 11 dollar return goods ကိုမြစီကိုပြန်ပို့တယ်ကျွန်တော်အပေါ်မှာ smith ရဝယ်ထားပါတယ် purchase ပါပြန်ပို့လဲဆိုတော့ purchase return purchase က debit ဆိုရင် purchase return က credit ပါဒါကြောင့်လို့ကျွန်တော်တို့ purchase return credit purchase return 11လို့ရေးပြီးတော့ကျွန်တော် date တက်ပါမယ်20ရက်နေ January ပါအဲ့တော့ဘသူကိုပြန်ပြီးတော့ return လုပ်တာလဲ screw ဆိုလို့ရှိရင် smith ကိုပါအကြောင်းလို့ david smith 11 ဒါလေးကိုကျွန်တော်တို့က develop ပြီးခေါ်မယ်ဆိုရင် Davis Smith 11 dollar credit purchase return 11 dollar နဲ့ဆက်ရနေပါနဲ့ဆက်တရနေကိုကြည့်အောင် paid money owing to smith by check 109 paid money ပတ်စံပေးတယ် to smith smith ကိုပေးတယ် by check check လက်မှတ်နဲ့ပေးတယ် check လက်မှတ်နဲ့ပေးတယ်ဆိုရင်ကျွန်တော်တို့ပတ်စံဘယ်ရထွက်လဲ check လက်မှတ်နဲ့ပေးရင် bank နဲ့ဝင်ထွက်ပါတယ် bank of cash ဝင်ထွက်ရင် credit bank ဘယ်သူကိုပေးတာလဲ smith ကိုပေးတာပါဒါကြောင့်မို့ david က smith ဒီ transaction လေးကိုပြန်ကြည့်မယ်ဆိုရင် David Smith 109 credit back 109 okay 25ရဲ့နေကိုကြည့်အောင်25ရဲ့နေက bought computer on credit computer အကျွေးပေါ်ပါတယ် from computer master company limited computer master company limited ရဲ့ credit အကျွေးဝယ်တယ်2800ပါပြီးတော့ computer ဆိုတာ company ရဲ့ non current asset ပါ non current asset ဖြစ်တဲ့အတွက် david nature အဲ့တော့ david computer 2800 credit ကပေးစရာရှိပါအကျိုးရတယ်ဆိုတော့ဘယ်သူ့ကိုပေးရမှာလဲဆိုရင် credit computer master ဒါဆိုရင်ဒီ transaction လို့ကြည့်မယ်ဆိုလို့ရှိရင် debit computer 200 2800 debit computer 2800 credit computer master 2800ဆိုပြီးတော့စရင်သွင်းရမှာဖြစ်ပါတယ်25ရင်းနေပြီးတော့ကျွန်တော်တို့ Peter lent us the money by cash 5000 Peter lent us Peter ငါတို့ဝေချေးလိုက်တယ် money by cash cash နဲ့ကိုချိန်လိုက်ဆိုတော့ကျွန်တော်တို့ကအဲ့ပစံကျွန်တော်တို့ယူပွင့်လာမှာဖြစ်ပါကျွန်တော်တို့ချိန်ရဆိုတော့ကျွန်တော်တို့ရမှာဘယ်ဝင်လာဆို cash account တွေဝင်လာဖြစ်ပါအဲ့ဒါကြောင့်မလို့ cash account တွေဝင်လာဖြစ်တဲ့အတွက် debit cash ငါတာဘယ်သူရှိရရတာလဲဆို peter အဲ့တော့ credit peter ဟာတော့စဉ်းသွင်းရမှာဖြစ်ပါတယ် debit cash ငါတာ credit peter ငါတာ okay last transaction လို့ကြည့်အောင် receive money from cc by cash 200 receive money နော် money ပတ်စံရရတယ်ပြီးတော့ CC share ရတယ်ပိုင်း cash ငွေသားနဲ့ရတယ်ဆိုတော့200ငွေသားနဲ့ရတယ်ဆိုကျွန်တော်ငွေသားအကောင့်မှာပတ်စံဝင်တာဖြစ်တဲ့အတွက် cash မှာငွေဝင် debit ပါ debit cash 200 plus share ရတယ် credit က CC share ရတာဖြစ်ပါဒါကြောင့်မလို့ debit cash 200 and credit CC 200လို့ဆင်းသွင်းရမှာဖြစ်ပါပြီးရင်ကျွန်တော်တို့ဘာလုပ်မလဲဒီ total debit တွေကိုပေါင်းအောင်မှာဖြစ်ပါတယ် total debit တွေပေါင်းလိုက်မယ်ပြီးရင် total credit တွေကိုလည်းပေါင်းအောင်မှာဖြစ်ပါတယ်အဲ့တော့ total debit နဲ့ credit ကညီနေရပါပဲ ဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ debit entry ကမှန်ပါတယ်။ debit entry တစ်ခုချင်းစီမှာလည်း debit credit ကညီနေရပါမယ်။ total မှာလည်းညီနေရမှာဖြစ်ပါတယ်။ Okay ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကြည့်ပြီးတော့ debit entry စာရင်းသွင်းတာကိုနောက်ထပ်ပုံစံဒုတိယပုံစံဖြစ်နေ practice လုပ်လို့ရတယ်။နားလည်သွားရဲဆိုလို့ရှိရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကို like and share လုပ်ပေးပါ။ See you in next video. Bye bye.